TV ရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်။စစ်ကောင်စီတပ်ကလက်လွတ်ထားတဲ့မြို့တွေကိုတမျိုးမကျန်အကုန်ပြန်သိမ်းပြမယ်လို့တိုက်ပွဲအတွေ့အကြုံမရှိတဲ့ကြီးရီလေးညီနိုင်းကွက်ကဲရေးမှုပိုချိုကြီးကျော်စွာလင်းကပြောလိုက်ပါတယ်။ကာကွယ်ရေးဦးစီးချုပ်ရုံးမှာဧပြီလ29ရက်နေ့ညနေကပြုလုပ်တဲ့နောင်ချိုဗမော်ဖကန်ပထောင်းနဲ့အေယာဝတီစတဲ့စီးရေးဆိုင်ရာအစည်းအဝေးမှာပြောဆိုခဲ့တာလို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါရယ်။ ရှမ်းပြည်ဒုတက်ရေးပါတီရှမ်းပြည်တက်မတော် SSPP SSA နဲ့မြမမျိုးသားဒီမိုကရက်တစ်တက်မတော် MNDJP MNDA တို့ကြားစည်ရေးတင်းမာနေတာကြောင့်နှစ်ပါတီပဟိုစင်တွေ့ဆုံဖြည့်ရှင်းသွားကြမယ်လို့ဧပြီလ30ရက်နေ့မှာ SSPP ဘက်ကသတင်းထုတ်ပြန်လိုက်ပါတယ်။ အေယော်ရီတိုင်းဟင်္ဒရခရိုင်လေးမျက်နာမြို့နယ်ပန်တော်ကြီးကြီးရွာတိုက်ပွဲအတွင်းစစ်သားတွေထွက်ပြေးတာနဲ့ပန်တော်ကြီးကြီးရွာလက်လွတ်ခဲ့ရတာကြောင့်ဆိုပြီးတိုက်ပွဲကိုဥဆောင်တဲ့ဗိုလ်မှူးတယောက်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးထိန်းသိမ်းထားတယ်လို့စစ်ကောင်စီတပ်နဲ့နေဆက်သူတွေစီကသိရပါဗျ။ TV ရဲ့နောက်ဆုံးရသတင်းတွေကို DVTV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။